စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာအများကိုဒုက္ခမပေးဘူးမိမိကိုယ်လည်းဒုက္ခမပေးဘူးစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှိရင်အများကိုလည်းဒုက္ခပေးတယ်မိမိကိုယ်လည်းဒုက္ခပေးတယ်အဲ့တော့မိမိရောသူတို့ဘာမှဒုက္ခရောက်စေတာကိုအကြောင်းပြုပြီးတော့လောကကြီးကငြိမ်းချမ်းမှုလို့ပြောကြတယ်တကယ်ကတော့ဒီ ဘဝမှာငြိမ်းချမ်းသာရတဲ့အခြေအနေတစ်ခုရောက်ဖို့ရာစိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်။ဘာကြောင့်လဲလို့ဆိုရင်စိတ်တည်နှံ့နေတဲ့လောကလောကကြီးကိုရှေ့ဆောင်ရှေ့ပြည့်လုံနေတာ စိတ်သားလေးဖြစ်တယ်ပေါ့။မကျေနပ်တဲ့စိတ်တွေကမုန်းတီးမှုတွေတိုက်ခိုက်မှုတွေပဲကိုဥဆောင်ပြီးတော့သွားတယ်လို့တုံးတဲ့တူ ခင်မင်နဲ့မေတ္တာစိတ်တွေက ကောင်းကျိုးချမ်းသာပေးဖက်ကောင်းသောချမ်းသာဖြစ်စေဖို့ဆောင်ရွက်နေကြသလိုထို့တူပဲလောကကြီးမှာလူတွေဟာစိတ်တဘောထားပေါ်မှာမှုတည်ပြီးတော့အကောင်းနဲ့အဆိုးဆိုတာကိုတုတ်ကန်ဆောင်ရွက်နေကြတာပါဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းမရှိခြင်းကြောင့်အပြောလဲကောင်းမှာမဟုတ်ဘူးအလုပ်လဲမကောင်းဘူး စိတ်ကောင်းနှလုံးကောင်းရှိပြီဆိုလို့ရှိရင်အပြောလည်းကောင်းတယ်အလုပ်လည်းကောင်းလာတယ်။ကောင်းလာတဲ့အပြောဆိုအလုပ်ကံပေါ်မှာမူတည်ပြီးလူတွေဟာကြီးပွားချမ်းသာမှုရပြီ။လူလောကကြီးဟာငြိမ်းချမ်းတဲ့အနေထားတစ်ခုရောက်ရှိလာတယ်လို့ဒီလိုဆိုရမှာဖြစ်တယ်။ရသော်ဘုရားသခင်ကိုရောမြတ်ကဟောကြားထားတာရှိတယ်။လူတွေရဲ့စိတ်ဟာ မကောင်းတဲ့အနေထားတစ်ခုရောက်ပြီးစိတ်တွေဟာအဆိုးတရားတွေနဲ့မကောင်းတဲ့စိတ်နေသဘောထားတွေလွှမ်းမိုးထားပြီးဆိုလို့ရှိရင်တော့ထိုပုဂ္ဂိုလ်အတွက်အကျိုးဆက်ကတော့မကောင်းတဲ့အကျိုးဆက်ပဲမျောလွင့်ရမှာဖြစ်တယ်ဟုတ်ကောင်းတဲ့အကျိုးဆက်ဆိုတာဖြစ်မလာနိုင်ဘူးမကောင်းတဲ့အကျိုးဆက်ကသာလေမျောလွင့်ရမှာဖြစ်တယ်မကောင်းတဲ့အကျိုးဆက်သာဖြစ်လာမှတေချာတယ် မြတ်စွာဘုရားစိတ်တည်တန်ခိလိတ်တည်လူသားတွေရဲ့စိတ်ဟာညှင်းနှွမ်းပြီးတော့လူတွေကိုစိတ်နေသဘောထားတွေမကောင်းတဲ့စိတ်နေသဘောထားတွေလွှတ်မိုးထားပြီဆိုလို့ရှိရင်ဒုက္ခတိအခြေနေဆိုးတရကိုပါဋိကင်ကမျောလင်းကြရတော့မှာဖြစ်တယ်အကောင်းကိုဘယ်လိုပဲမျောလင်းမျောလင်းစိတ်သဘောထားမကောင်းဘူးဆိုလို့ရှိရင် အဆိုးပဲလာမှာပဲလို့သူတို့ဆိုတယ်